ံးပေးမိင်္ဂလာပါချရီဒီအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်အပြီလ24ရက်နေ့အတွက်ခုံနုံတုံချရီဒီရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်ပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဟာခမြို့သိန်းစစ်စင်ရေးအတွက်လူငယ်များအားလုံးကိုစစ်တင်တန်းတယောက်ကြဖို့ CDF ဟာခကဖိတ်ခေါ်လိုက်တဲ့သတင်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ဒမိုးမြို့မှာကုံစီစစ်စစ်မှုစတင်ဖြတ်တောက်တဲ့တရင်နဲ့ အခြေခံစစ်တင်နံတရောက်ဖို့ MTC MDF ကအကြောင်းကြားစာပေးပို့ပြီးစစ်တင်နံမတက်လို့တဲ့လူငယ်အယောက်150ဝန်းကျင်ထွက်ပြေးတင်းရှောင်နေစတဲ့တရင်တွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ချင်းမင်းနယ်မြို့တော်ဟာခမြို့တိုင်းစစ်စင်ရေးအထက်ပြည်တွင်းပြည်ပမှာ ရောက်ရှိနေကြတဲ့ဟာခမြို့နယ်ကလူငယ်တွေအားလုံးကိုစစ်တင်နံတက်ရောက်လာကြဖို့စီရီယာဖခါကဖိတ်ခေါ်လိုက်ပါတယ်။ စစ်ကောင်စီရဲ့စစ်ပြုတ်ဟာနဲ့ခလာယာ266တပ်ရင်းအခြေစိုက်ထားတဲ့ဟာခါမြို့မှာမြို့သိမ်းစစ်စင်ရေးကို2025ခုနှစ်အတွင်းဆင်နွှဲနိုင်ဖို့အတွက်ကြိုတင်ကျင်းစင်မှုတွေပြုလုပ်နေပြီးအဲ့ဒီအတွက်ဟာခါမြို့နယ်ကလူငယ်တွေမိမိရောက်ရှိနေတဲ့နိုင်ငံကနေပြန်လာကာ CDF ကတံပါဝင်စက်ကကြဖို့ဖိတ်ခေါ်ခြင်းဖြစ်တယ်လို့ CDF ကတာဝန်ရှိသူကပြောပါတယ် အခုဆိုရင်ချင်းပြည်နယ်မှာနောက်ဆုံးလက်ချက်မြုပ်လို့လို့ဖြစ်နေပြီပေါ့နော်ကျွန်တော်တို့ခံယူချက်ကတော့ဟာခါမြုပ်သိမ်းဖို့ဆိုရင်ဟာခါမြုပ်နယ်သူမြုပ်နယ်သားတွေကအထူးကတာဝန်ရှိတယ်လို့ခံယူတာပေါ့နော်ဆိုတော့ဟာခါမြုပ်နယ်ကလုံငယ်အလုံးကိုဖိတ်ခေါ်တယ်ဒီမြုပ်သိမ်းဆွစီရေးအတွက်ဒင်းနှန်းတွေတက်ပြီးတော့မှစက္ကကြဖို့ကျေးရွေးမှာရှိတဲ့လုံငယ်တွေတာမကပဲနဲ့မီဇိုရမ်မှာရောက်နေတဲ့လုံငယ်တွေအလုံးကိုလည်းပြန်လာစေချင်တယ် နောက်မလေးရှားရောက်နေတဲ့လူငယ်တွေလည်းပြန်လာနိုင်ရင်ပြန်လာစေချင်တယ်။အခုຫນွေဥတော်လာရေးရဲ့ရေစီးချောင်းအရာစစ်တိုက်ဖို့ကအဓိကဖြစ်နေတယ်ပေါ့နော်။ဆိုတော့ဒီစစ်တိုက်ဖို့ဆိုရင်အဓိကလိုအပ်တာကလူအင်အားဖြစ်တယ်။လူအင်အားမရှိဘဲနဲ့လက်နဲ့ဘလောက်ပဲကောင်းကောင်းစစ်ကိုနိုင်မှာမဟုတ်ဘူး။အဲ့ဒါကြောင့်ဒီဖိတ်ခေါ်ချက်ကိုထုတ်ပြန်ရခြင်းဖြစ်ပါလေလို့၎င်းကပြောပါတယ်။ တိုင်းပြည်နဲ့လူမျိုးလူမျိုးရဲ့အတွက်လူတိုင်းရဲ့တာဝန်ဖြစ်ပြီးလူငယ်များအလုံးအနေနဲ့ဟာခါမျိုးသိမ်းတိုက်ပွဲမှာကိုယ်တိုင်ပါဝင်လာကြဖို့နဲ့မိဘများအနေဖြင့်လည်းမိမိသားသမီးတွေကိုတိုင်းပြည်နဲ့လူမျိုးလူမျိုးရဲ့အတွက်ပါဝင်နိုင်ရေးအားပေးကပံ့ပိုးကြဖို့ CDF ဟာခါကထုတ်ပြန်ပါတယ်စစ်တင်တန်းတက်ရောက်မဲ့လူငယ်တွေအနေနဲ့ CDF ခတ်တပ်ဖွဲ့ထံမှာအချိန်ပြည့်တပ်ဖွဲ့ဝင် active force အဖြစ်တာဝန်ထမ်းဆောင်နိုင်သလို ဟာခမြို့နယ်အရန်တပ်ဖွဲ့တင်တန်းတယောက်ပြီးတဲ့နောက်အိမ်ပြန်အနာယူကစစ်တိုက်ဖို့လိုအပ်တဲ့အချိန်မှာ လာရောက်တိုက်ပွဲဝင်မဲ့အရန်တပ်ဖွဲ့ Reserve Force အဖြစ်တာဝန်ထမ်းဆောင်ရန်လျှောက်ထားနိုင်ကြောင်းလည်းထုတ်ပြန်ချက်မှာပါရှိပါတယ်အဲ့ဒီနောက်ခိတ္တအနာယူခဲ့ကြတဲ့ CDF ဟာခရဲဘော်တွေအနေနဲ့လည်းတင်းနန်းထမှန်တရားဖို့မလိုတော့ပဲအရန်တပ်ဖွဲ့ဝင်အဖြစ်အမိစရင်ပေးစင်းထားကြဖို့ကိုလည်းတိုက်တွန်းထားပါတယ် စီရဖခအနေနဲ့လူငယ်တွေကိုအတင်းအဓမ္မခိုင်းစေတာစစ်တင်တန်းတယောက်စီချင်းမျိုးမဟုတ်ဘဲမိမိသဘောဆန္ဒမိမိအဆုံးဖြတ်ချက်နဲ့သာပါဝင်ဆက်ကပ်စေခြင်းကြောင့်သို့တော်လည်းထို့သောပါဝင်လာသူမရှိပါကမဖြစ်မနေတယောက်စီရမယ်အခြေအနေဖြစ်လာနိုင်ကြောင်းလဲစီရဖခတာဝန်ရှိသူကပြောပါရီ ကျွန်တော်တို့ကလူငယ်တွေကိုအတင်းကြီးသွားဖမ်းပြီးတော့မှစစ်တင်တာပို့တာမျိုးကိုမလုပ်ချင်ဘူးပေါ့နော်အခုဒီတစ်ချိန်ကြာတော့ဖိတ်ခေါ်တယ်ကုမျိုးကုရွာကုတိုင်းပြည်ကုလိုမျိုးအတွက်ကုမှလည်းတာဝန်ရှိတယ်ဆိုတဲ့စိတ်ဓာတ်အားလုံးမှရှိစေချင်တယ်ဆိုတော့တို့ဆန္ဒတို့ဆုံးဖြတ်ချက်နဲ့ပါဝင်စေချင်တယ်ပေါ့နော်တော်တော်လည်းပဲအဲ့ဒီလူမျိုးဆက်ကတ်တဲ့သူတာမရှိခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့မလုပ်ချင်လည်းပဲလုပ်ရမယ်အခြေအနေဖြစ်လာမလားပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးလွတ်မြောက်ဖို့လိုတယ် သူတို့အတွက်လည်းဖြစ်တယ်သူတို့သားစဉ်မြင်ဆက်အတွက်လည်းဖြစ်တယ်အဲ့ဒါကြောင့်အခုကလူတိုင်းမှာတာဝန်ရှိတဲ့အကြောင်းအသိပေးခြင်းနဲ့အထူးခါကြတော့သူတို့ရဲ့ဆန္ဒသူတို့ဆုံးဖြတ်ချက်နဲ့ပဲဖြစ်စေခြင်းနဲ့လို့ CDF ကတာဝန်ရှိသူကပြောပါတယ်လက်ရှိမှာမြို့သိန်းစုစည်ရေးအတွက်လိုအပ်တဲ့လူအင်အားလက်နဲ့အင်အားပြည်သူရေးရာကိစ္စများအတွက်ထူထင်ပြင်ဆင်မှုတွေပြုလုပ်လက်ရှိနေကြောင်းသိရပါတယ် တူမေးတနက်ကင်ဆွဲပြီးစစ်အာဏာရှင်စနစ်ကိုစတင်တော်လှန်ခဲ့တဲ့ချင်းပြည်နယ်မှာဟာခါမြို့တိရိမြို့ထန်တလန်မြို့နဲ့ခိုင်ကမြို့စတဲ့မြို့လေးမြို့ကလွဲပြီးအခြားသောစစ်ကောင်စီအထိုင်ချရာမြို့ပေါ်နဲ့ခြေရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါရဲ့ရှင်။နောက်တဲ့ရင်တဘောကတော့ စကိုင်းတိုင်းတမူးမြို့မှာမြို့သိမ်းတိုက်ပွဲများဆင်နွှဲဖို့ပြင်ဆင်နေတဲ့အတွက်တမူးမြို့ကတဲယူပို့ဆောင်နေတဲ့အကောင်စီတွေအားလုံးကိုအပြည်လ20ရင်းနေကစပီးပိတ်ပင်ထားတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်အိန္ဒိယမြန်မာနယ်စပ်ကုန်းသွယ်ရေးမြို့ဖြစ်တဲ့တမိုးမြို့ဟာစစ်ကောင်စီကထိန်းချုပ်ထားစေဖြစ်ပြီးမြို့သိမ်းစစ်စင်ရေးဆင်နွှဲဖို့နဲ့စစ်ကောင်စီကိုရိတ်ခါများဖြတ်တောက်ဖို့အခုလိုပိတ်ပင်ခြင်းဖြစ်တယ်လို့လည်းသိရပါဗျာ။ တမူးမြို့သိန်းစစ်စင်ရင်ဆင်နွှဲမှာဖြစ်တဲ့အတွက်တမူးမြို့တို့တဲယိုပို့ဆောင်နေတဲ့ကုန်စည်တွေအလုံးတဲဆောင်ခွင့်မပြုပါဘူးတစ်ဖက်အိန္ဒိယနိုင်ငံဖက်ချန်းကိုလည်းတဲယိုပို့ဆောင်ရောင်းဝယ်ခွင့်လုံးဝလုံးဝမရပါဘူးခို့ယိုတဲဆောင်ခြင်းဒေသရင်းတပ်ဖွဲ့တွေကငွေကြေးလက်ထိုးကတရားမဝင်တဲဆောင်ခြင်းတွေလုံးဝလုံးဝမပြုကြဖို့တတိပေးပါတယ်လို့တမူးခိုင်ရအမှတ်နဲ့တရင်ကတာဝန်ရှိသူကဖော်ပြထားပါတယ် အခုထုတ်ပြန်တဲ့အမိန့်ကိုလိုက်နာခြင်းမရှိဘဲကုံစီကိုတန်းပို့ဆောင်ခြင်းတွေရှိခဲ့ပါကလည်းထိရောက်စွာအရေးယူခံရမယ်လို့လည်းဆိုထားပါတယ်။တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့လည်းငွေကြေးကောက်ကခေါလန်းချောင်းများကနေတဆင့်တရားမဝင်လွှတ်ပေးတဲ့သတင်းတော်၎င်းနေနေဖန်စီမိရင်တော်၎င်းသစ္စာရစီမင်းစီကအတိုင်းထိရောက်စွာဖန်စီအရေးယူမယ်လို့တမှုခရိုင်အမှတ်နှစ်တိုင်ရင်တာဝန်ရှိသူကဆိုပါတယ် အခုလိုတော်လှန်ရေးတပ်ဖွဲ့ဖက်မှသတင်းထုတ်ပြန်မှု ရှိလာတာကြောင့်တမိုးမြို့ပေါ်မှာကုံစင်းတို့မြင့်တင်လာကကုံပြက်စည်းတွေလည်းပြက်လက်မှုရှိလာကြောင်းတမိုးမြို့ခံတို့ကပြောပါရီလူငယ်တွေက လိုက်ပေါ်မှာချိန်ညာလိုက်တာပေါ့20ရင်းနေကနောက်ဆုံးထားပြီးတော့တင်းတင်းကြပ်ကြပ်ပိတ်လာတာပေါ့နော်ဘုတ်ကန်ကျေးရွာကခေဆုံးပဲအောက်ပိုင်းကလာတဲ့ပစ္စည်းအလုံးအိန္ဒိယဖက်ချန်းကိုလုံးဝမဝင်ရကြိုးရမယ်ဆိုရင်တော့တမိုးမြို့ကို အတူတခြားမှာမဝင်ရဘူး ကုံစင်းနှုံးတွေကတက်တာပေါ့စားတော့ကုံပြအရက်ဆေးလက်ကွင်ရက်ကစားပေါ့ကွင်ရက်ဆိုရင်ပုတ်ကံမှာတပိတ်တာ9000 6000ဆိုရင်တမိုးမှာ3000 4000ပဲစံကတော့ကြိုတင်လောင်ထားတာတွေရှိတယ်လေလောလောဆယ်သူတို့သုံးတဲ့ပြားဆေးလေးတို့ကတော့မဝင်တာလဲကြာခဲ့ပြီအခွန်ကလည်းတိုးကောက်ထားတာဆိုတော့အရင်နှုံးကနေလဲနည်းနည်းဝင်တာဆိုတော့အခုကပိတ်လိုက်တော့လုံးဝပြတ်သွားပြီလို့ပြောပါရီလက်ရှိတမိုးမြို့ပေါ်မှာနှစ်ဖက်တိုက်ပွဲဖြစ်ွားခြင်းမရှိသေးပေမဲ့ ပြည်သူတွေအများစုမှာအိန္ဒိယနယ်စပ်မော်ရဲနဲ့လွတ်မြောက်ရေးဒေသတွေကိုကြိုတင်စစ်ဘေးတိမ်းရှောင်သူတွေရှိလာသလိုတချို့မှာလည်းမြို့သိမ်းတိုက်ပွဲစတင်ချိန်မှာစစ်ဘေးတိမ်းရှောင်ကြဖို့ပြင်ဆင်သူတွေလည်းရှိနေကြောင်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်မရာဒေတာအတွင်ရှိလူငယ်များစစ်တင်တန်းတက်ရောက်ကြဖို့ MTC MDF ကကြေးရကြေးရပေါင်း40ကရက်ရွာအုပ်ချုပ်ရေးမှော်ထမ်းမှာအကြောင်းကြားစာပေးဖို့ကတောင်းခံခဲ့တဲ့အတွက် လူငယ်အမြောက်များထပ်ပြေးတင်းရှောင်နေကြရတယ်လို့သိရပါတယ် Maralan Territorial Council Mara Defense Force အနေနဲ့ Marane ကိုကာကွယ်ဖို့စစ်တင်တန်းတရမဲ့လူငယ်တွေစေလွှတ်ပေးကြဖို့ရွာပေါင်း40ကခြေရအုပ်ချုပ်ရေးမော်ရီတန်အပြည်လဆောင်ပိုင်းကအကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း CDF Mara တာဝန်ရှိသူတို့ကပြောပါရီအခုလက်ရှိမရာနေမှာမရာနေမြို့အုပ်ချုပ်ရေးကောင်စီကနေစာထုတ်ပြီးတော့စစ်တင်တန်းတက်ဖို့ခေါ်ထားတာရှိတယ် ရွာအစည်းတွေဆိုရင်တော့တရွာမှာအယောက်50 40 25 55ဆိုပြီးတော့ကြွားတိုင်းကိုစာပို့တယ်။သူတို့ကအုတ်ချိုကြီးမိုးရိစီကိုပို့ပြီးတော့လူတွေကိုစာတောင်းတာ။အဲ့ဒါကိုလူငယ်တွေကစစ်တင်တန်းတက်ဖို့အကြောင်းကြားစာရောက်တာနဲ့သူတို့ကကြောက်လို့လူငယ်အယောက်150လောက်မရာနေကနေပြင်ပကိုထွက်ပြေးပြီးတော့တင်းရှောင်နေကြတယ်လို့ CDF မရာမှပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ လက်ရှိမှာစစ်တင်တန်းတယောက်ဖို့အမေစင်းပေးထားသူလူနည်းစုသာရှိပြီးအများစုထွက်ပြေးနေတယ်လို့၎င်းကဆက်လက်ပြောပါရယ်စစ်တင်တန်းတယောက်ဖို့အသက်18ကနေ55နှစ်ရှိလူငယ်အမျိုးသားတွေကိုခေါ်ယူနေခြင်းလို့သိရပြီးအများစုထွက်ပြေးနေကြတာကြောင့်စစ်တင်တန်းတယောက်မဲ့လူငယ်တွေလူဦးရေမပြေတော့ဘဲရှက်ရွာမိပါပြီးသူတွေအကြမ်းမှာစိုးရိမ်မှုမြင့်တက်နေတယ်လို့လည်းသိရပါရယ် အခုကသူတို့အဲ့လိုစာပြီးတော့ရွာတိုင်းကအစီဝေးထိုင်နေဒါပေမဲ့လူငယ်တွေကထွက်ပြေးတဲ့ဆိုတော့မိဘတွေကလည်းသူတို့တောင်းတဲ့လို့ရေမပြေတော့ဘူးဆိုတော့အစီဝေးထိုင်လိုက်ဆွေးနွေးလိုက်ဘာမှအပြေမထွက်ဘဲနဲ့အစီဝေးကိုရုပ်သိမ်းလိုက်နဲ့တော်တော်လေးဒုက္ခရောက်နေကြတယ်လို့လာပြောကြတယ်လူဦးရေမပြေရင်တော့ဖမ်းမယ်လို့တော့ကြားပေမဲ့ပြောလို့မရသေးဘူးဆိုတော့မိဘတွေကမှတော့စိုးရိမ်မှုတော်တော်ကြီးတယ်လို့ CDF မှာပြောရေးစိုးဝင်ရှိသူကပြောပါတယ် MTC MGF အနေနဲ့မရာဒေတာအတွင်လူငယ်တွေစစ်တင်တန်းတရားဖို့ခေါ်ယူခြင်းဟာမှန်ကန်ကြောင်းဒီမိုကရေစီလမ်းစဉ်အတိုင်းကောင်းမွန်တဲ့ပြည်သူ့အုပ်ချုပ်ရေးလဲပန်းနိုင်ဖို့ရည်ရွယ်ကလူငယ်တွေစစ်တင်တန်းတရားရမယ်လို့ကောင်စီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရအကောင့်ထဲပေါ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း MTC MDF မှပြောရေးဆိုခွင့်ရှိသူကပြောပါရီဒီဟာကအရင်ကဆုံးဖြတ်ချက်ကိုအခုမှအခြေအနေအရအစဉ်ပြေလို့အပတ်စဉ်တစ်ကိုစပွင့်ဖို့လုပ်တာပါ ကျွန်တော်တို့မရာလိုမျိုးအားလုံးအတွက်ပုံမှန်လုပ်ရမယ့်အခြေခံစစ်တင်တာမို့ကျွန်တော်တို့ MTC က Civilian Supremacy ကိုအကျင့်သုံးတဲ့အဖွဲ့အစည်းဖြစ်တယ်။ဒါပေမဲ့ဒီအချိန်မှာက NLD လည်းမဟုတ်ဘူး UNG လည်းအနီးကပ်တာဝန်မယူပေးနိုင်ဘူးအဲဒါကြောင့်ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးကို အကောင်းဆုံးနဲ့ဒီမိုကရေစီစနစ်ကျကျလည်ပတ်နိုင်ဖို့ဆိုရင်နံပါတ်1ကာကွယ်ရေးကာကွယ်ရေးမကောင်းရင်ဘာမှလုပ်လို့မရဘူး အဲ့ဒါကြောင့်ဒီကောင်ကွယ်ရေးမှာအနစ်နာခံမှုကောင်းဖို့စီလုံးမှုရှိဖို့ဆိုပြီးတော့မှကျွန်တော်တို့ဒီဟာလှုပ်ရတာပေါ့နော်လို့ MTC MDF မှပြောရေးဆိုခွင့်ရှိသူကပြောပါရီ၎င်းတို့အနေနဲ့မရာဒေတာမှပြည်သူအုပ်ချုပ်ရေးကာကွယ်ရေးလုံခြုံရေးပြည်ညာရေးဈာမရေးနဲ့အခွန်ကိစ္စရများစတဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်တော့မှဖြစ်ပြီး အခြေခံစစ်တင်တန်းပြီးမြောက်သူတွေကိုထူထောက်သော ပြည်သူအုပ်ချုပ်ရေးပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာကုငင်ဖို့လိုအပ်ပါကအလွေတကူပါဝင် ကုငင်နိုင်ဖို့မျှော်လင့်ကြောင်း၎င်းကဆက်ပြောပါသည်မရာတီသားအတွင်ရှိနာမကျန်းသူမတန်ဆန်းသူတွေမှအပအသက်55နှစ်အောက်လူငယ်အလုံးကို အခြေခံစစ်တင်တန်း55ရက်တို့တင်တန်းတယောက်ကြာရမှဖြစ်ပြီး နောက်တစ်ချိန်မှာမိသည့်လုပ်ငန်းမိသည့်တင်နန်းကိုမဆိုးခေါ်ဆိုရမှာလေအခြေခံစစ်တင်တန်းပြီးမြောက်သူကရွေးချယ်မှုများဖြစ်လာတော့မယ်လို့ MTC MJF ကြိုးရဲဆိုခွင့်ရှိသူကဆိုပါတယ်မရာဒေတာမှာချင်းငင်တာအဖွဲ့ဝင် MDC MDF နဲ့ချင်းလန်းကောင်စီအဖွဲ့ဝင် IMC CDF မရာလို့နှစ်ဖွဲ့ရှိနေပြီးအပြန်အလှန်ပြစ်ခတ်မှုရှိတဲ့အထိစီးရအခြေအနေတင်းမာမှုတွေလည်းရှိခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့အပြင်လ12ရက်နေ့ကလည်းလောအိုကကြီးရွာနဲ့နှစ်မိုင်ခန့်အကွာမှာထိတွေ့ကြိခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရစေ။အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။